ထိုင်းနိုင်ငံ၏တမိုင်းကြောင်းသည်အတိအကျမသိရသေးသောအဆောက်အဦကာလများမှစတင်ခဲ့သည်ဒေသတို့လူများပထမဆုံးရောက်ရှိလာသည့်အချိန်ကိုအတိအကျမသိရတော့လဲလမ်းဖိန်းမြောက်ပိုင်းခရိုင်တွင် တွေ့ရှိရသော Homo erectus ရုပ်ကြွင်းများသည်နှစ်ပေါင်း9သိန်းကျော်ကာလကပင် ရှိခဲ့ကြောင်းသိရသည်ထို့အပြင်ကမ္ဘာအစောဆုံးလေယာစိုက်ပျိုးရေးလူမှုအဖွဲ့အစည်း၏အထောက်အထားများကိုလည်းတွေ့ရှိရသည် ထို့ကြောင့်ထိုင်းနိုင်ငံဒေသကို လူများအနှစ်တသောင်းမှနှစ်သောင်းအတွင်းအတီတကျနေထိုင်ခဲ့ကြောင်းယူဆရသည်။ BC 3000ဝန်းကျင်တွင် ခရကုန်းပြည်မြင့်ဒေသသည်ကျေးလုပ်သားများနှင့်လယ်သမားများ၏နေရပ်ဖြစ်နိုင်ကြောင်းရှာဖွေတွေ့ရှိမှုများအရသိရသည်။ခမန်းနှင့်မနိုင်ငံတော်များသည်ယနေ့ထိုင်းနိုင်ငံအနီးတွင်ပေါ်ပေါက်လာခဲ့ပြီးဖြစ်ပြိုင်ထိုင်းရင်ကျေးမှုအပေါ်လွှမ်းမိုးမှုရှိခဲ့သည် ခုနှစ်ရာစုအလယ်ပိုင်းတွင်နန်ချောင်းမှထိုင်းလူမျိုးများသည့ အရှိတောင်အာရှဒေသတို့ရွှေ့ပြောင်းလာခဲ့ပြီးမွန်အင်ပါယာ၏လက်အောက်တွင် အခြေချနေထိုင်ခဲ့ကြသည်1238ခုနှစ်တွင်ထိုင်းလူမျိုးများ၏ခေါင်းဆောင်စရိုင်းထရက်ဒီယာသည်သခတာနိုင်ငံတော်အဖြစ်လွတ်လပ်ရေးကြေညာခဲ့ပြီးသံများထံမှလွတ်မြောက်ခဲ့သည့်ဤနိုင်ငံတော်၏လူမျိုးများကိုတည်ဟုခေါ်တွင်ခဲ့သည်သခတာနိုင်ငံတော်သည်မြမလာအိုနှင့်မလေးကျွန်းဆွယ်ဒေသများအထိ ဩဇာလွှမ်းမိုးမှုရှိခဲ့တော်လဲ၁၄ရာစုတွင်နေရတဲ့နိုင်ငံတော်ဤထွက်ပေါ်လာမှုကြောင့်သခတနိုင်ငံတော်ပြတ်တုံးခဲ့သည်ဧသရနိုင်ငံတော်သည်၁၄ရာစုတွင်စတင်ပေါ်ပေါက်လာခဲ့ပြီး1350ခုနှစ်တွင်ဧသရမြို့တော်ကိုတည်ထောင်ခဲ့သည်ဤနိုင်ငံတော်သည် ခမားအင်ပါယာကိုအောင်နိုင်ခဲ့ပြီး16ရာစုတွင် ဥရောပနိုင်ငံများနှင့် ကုန်သွယ်ရေးဆက်ဆံမှုများစတင်ခဲ့သည် သို့သောအနောက်နိုင်ငံများ၏ဘာသာရေးနှင့်စစ်ရေးချင်းချောက်မှုများကြောင့်ထိုင်းနိုင်ငံသည်အနောက်နိုင်ငံများနှင့်ဆက်ဆံရေးလျှော့ချခဲ့သည်ဆက်ရှိရာစုတွင်မြန်မာတို့၏ကျူးကျော်မှုကြောင့်အယသေးရာမြို့တော်ပျက်စီးခဲ့ပြီးနိုင်ငံတော်ပြိုလဲခဲ့သည်သို့သောစစ်ဗိုလ်ချုပ်ထခ်စင်သည်ထိုင်းနိုင်ငံကို ပြန်လည်ထူထောင်ခဲ့ပြီး1982ခုနှစ်တွင်ဘန်ကောက်မြို့တော်ကိုတည်ထောင်ခဲ့သည် ရှက်ကရမင်းဆက်သည်ထိုင်းနိုင်ငံကို အုပ်ချုပ်ခဲ့ပြီးအနောက်နိုင်ငံများနှင့်ကုန်သွယ်ရေးဆက်ဆံမှုများပြုလုပ်ခဲ့သည်ဆက်ကိုရာစုတွင်ဘရင်မောင်ခနှင့်ချီလဝန်ခွန်တို့သည်ခင်မီရေးပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခဲ့ပြီးကျေးကျွန်းစနစ်ကိုဖျက်သိမ်းခဲ့သည်သို့သောဗြိတိရှားနှင့်ပြင်သစ်တို့၏ကိုလိုနီဖြစ်လိုမှုကြောင့်ထိုင်းနိုင်ငံသည်နယ်မြေအချို့ကိုဆွန့်လွတ်ခဲ့ရသည် ထမကမ္ဘာစစ်တွင် ထိုင်းနိုင်ငံသည်မဟာမိတ်ဘက်တွင်ပါဝင်ခဲ့ပြီးစစ်ပီးကာလတွင်နိုင်ငံတကာအတိုင်းဝိုင်းတွင်အတိမတ်ပြုခံခဲ့ရသည်1932ခုနှစ်တွင်အာဏာရှင်စနစ်ဆုံးသက်ခဲ့ပြီးဖွဲ့စည်းပုံအခြေခံဥပဒေအရအုပ်ချုပ်မှုစနစ်စတင်ခဲ့သည်ဒုတိယကမ္ဘာစစ်အတွင်းထိုင်းနိုင်ငံသည်ဂျပန်နှင့်ပူးပေါင်းခဲ့သော်လည်းစစ်အပီးတွင်အမေရိကန်နှင့်ဗြိတိန်တို့ထံစစ်ကြေညာချက်မပေးခဲ့ပေ 20ရာစုနောက်ပိုင်းတွင်ထိုင်းနိုင်ငံသည် စီးပွားရေးနှင့် နိုင်ငံရေးအကျပ်တဲများကို ရင်ဆိုင်ခဲ့ရသည်2000ခုနှစ်တွင်ဘရင် Vajiralong Khor နန်းတက်ပြီးနောက်ဒီမိုကရေစီစနစ်ကိုပြန်လည်ထူထောင်ရန်ဖွဲ့စည်းပုံအခြေခံဥပဒေအစ်စ်ကိုအတည်ပြုခဲ့သည်